ါနေတဲ့တောင်ကုန်းလေးပေါ့ငါနဲ့ရွယ်သူကလေးလေးယောက်တက်လာတာကိုမြင်လဲရတော့ငါရမ်းပျော်သွားတာပဲငါနဲ့အတူတူကစားဖို့အတွက်အဖော်တွေကိုမျှော်နေရကြားလာပြီဘလောက်ကြာပြီလဲဆိုတော့တော့ငါမမတ်မိနိုင်လောက်အောင်ကိုကြားလာပြီသူတို့လေးယောက်လာနေကြတာကိုကြည့်ပြီးတော့ငါစိတ်တည်းရမ်းတက်ကြွနေခဲ့တာလေးယောက်စလုံးကငါနဲ့အရွယ်ကမတိတ်မရနေပဲငါလိုပဲအသက်က၈နှစ်ပတ်ဝန်းကျင်နေပဲပေါ့ တောင်ကုန်းလေးအောက်ခြေကကားလမ်းပေါ်မှာကားတစ်စီးပြက်နေတာကိုငါမြင်ခဲ့ရတယ်။ကားအုပ်မှာအဖွားကိုတယောက်ရဲ့ယောက်ျားကြီးမိန်းမကြီးတွေရဲ့ကိုငါမြင်နေရတယ်။ကြည့်ရတာတော့လမ်းမှာကားပြက်သွားတာထင်ပါရဲ့။ငါကြည့်နေတော့မှပဲယောက်ျားကြီးတယောက်ကကားပေါ်ကဘိန်းပူတပိန်းကိုဖြုတ်ပြီးတော့အောက်ချလိုက်တာကိုမြင်လိုက်ရတယ်။ကားဘိန်းပေါက်သွားလို့ဘိန်းလင်းမလို့နဲ့တူတယ်။သူတို့လေးယောက်ကကားဘိန်းလင်းနေတော့မှပဲကစားကြမယ်ဆိုပြီးတော့ငါရှိတဲ့တောင်ကုန်းလေးပေါ်တက်လာကြတာဖြစ်မှာပေါ့။သူတို့လေးယောက်စလုံးကအသက်၈နှစ်၊၉နှစ်၊၁၀နှစ်တည်းကြီးပဲ။ ယောက်ျားလေးရနှစ်ယောက်မိန်းကလေးရနှစ်ယောက်သူတို့တွေကမောင်နှမတွေတော့မဖြစ်နိုင်ပါဘူး။ဟိုဒါတွေကအရေးမကြီးပါဘူး။သူတို့ကငါနေတဲ့နေရာမှာကစားဖို့လာကြတာဆိုရင်ငါလည်းသူတို့နဲ့အတူတူဝင်ကစားမှာပဲ။ငါလေးရွယ်တူကလေးတွေနဲ့မတွေ့ရတာကြာပြီ။မကစားရတာလည်းကြာပြီ။ငါကငါတယောက်တည်းကစားရတာတိတ်ပြင်းမှုကောင်းတာပဲ။တောင်ကုန်းမော်သူတို့ရောက်လာနဲ့ငါအော်ပြီးတော့နှုတ်ဆက်လိုက်။ဒါပေမဲ့ငါအော်တာကိုသူတို့ကမကြားကြဘူး။အဲ့ဒါနဲ့ငါလည်းသူတို့မမြင်အောင်လို့တိတ်တိတ်လေးသူတို့နားမှာကတ်သွားလိုက်တယ်။ ငါတို့တူတူပုံနဲ့ကစားရအောင်ဟဲ့အချိန်ရပါမလားဟဲ့ရသလောက်ပဲကစားကြရပေါ့အဲ့ဆိုစိန်ပြေးတဲ့ကစားရရောဒီနေရာလေးကတူတူပုံနဲ့ကစားလို့ကောင်းမှာဟာကြည့်ပါလားတစ်ပင်နေလည်းအများကြီးပဲတောင်ငုံလေးတွေရောကြောက်တုံးကြီးတွေရောရှိပုံစံရနေရာလေးလည်းအများကြီးပဲတူတူပုံနဲ့မကစားရအောင်လေဟာ ငါသူတို့နားလေးမှာတိတ်တဆိတ်လေးကတ်သွားပြီးတော့သူတို့တိုင်ပင်နာကိုနားထောင်နေလိုက်တယ်တူတူပုံနဲ့ကစားကြမလို့တဲ့ကောင်းတာပေါ့ဒီနားမှာတူတူပုံလို့ကောင်းတဲ့နေရာကြီးအများကြီးပဲရှိရငါသိရလေငါသူတို့နဲ့တူတူကစားရင်လည်းသူတို့ကိုကြီးမှာပေါ့ပုံတဲ့သူတွေကိုလည်းပုံလို့ကောင်းတဲ့နေရာကြီးပြမယ်လိုက်တဲ့သူတွေကိုလည်းပုံနဲ့ကောင်းတဲ့ကိုမိအောင်ကိုကြီးပေးလိုက်မယ်တိတ်ပြော်ဖို့ကောင်းပါပဲ သူတို့တွေကကြားဖို့ဆွဲပြီးတော့လိုက်ရှာမဲ့သူကိုရွေးကြတယ်။ကာဝန်ဝါဝါနဲ့ကောင်မလေးကရှာဖို့မဲကြတယ်။ကောင်မလေးကသူတို့ထဲမှာအသက်အငယ်ဆုံးပဲ။အဲဒီကောင်မလေးကပုန်းနေတဲ့သူတွေကိုရှာမှမလို့နှက်ခမ်းလေးစူးနေ။စိတ်မပြတ်ပါနဲ့ဟဲ။သူတို့အာလုံးမိအောင်နှုတ်ငါကူညီပေးမှာပေါ့။ကဲပုန်းတော့မယ်နော်။ဇာဇာမျက်စိကိုပိတ်ထားနော်။ကိုကြီးတို့အဝေးကြီးပဲသွားမပုန်းနဲ့နော်။ညီမလေးတယောက်တည်းကြောက်တယ်။မကြောက်ပါနဲ့ဟဲ။ငါနှင့်ကိုကူရှာပေးမှာပေါ့။ကောင်လေးနှစ်ယောက်နဲ့ကောင်မလေးကဇာဇာဆိုတဲ့ကောင်မလေးမျက်စိပိတ်ထားတော့ပုန်းမှုထွက်သွားခဲ့ကြတယ်။ငါကပုန်းလို့ကောင်းတဲ့နေရာတွေကိုပြဖို့သူတို့နောက်ကနေလိုက်သွားရတာပေါ့။အကြီးဆုံး ုံးကောင်လေးရှိကိုရောက်ပြေးပြီးတော့ငါးခေါ်လိုက်တယ်။သူကငါ့ကိုမြင်လိုက်တော့လန့်သွားတယ် မင်းမင်းကဘာလုပ်လဲမင်းကိုပုံမဲ့နေရပြမလို့ပေါ့လာလာငါနောက်ကနေလိုက်ခဲ့ငါကလည်းသူ့ရဲ့လက်ကိုဆွဲခေါ်တော့ तू ကလွတ်လွတ်ဆိုပြီးတော့ငါရဲ့လက်ကိုအတင်းယုံနေရငါကလည်းသူ့ကိုထနောင်းမီတပည့်ရဲ့တစ်ခေါင်းထဲကိုအတင်းထိုးထည့်လိုက်တယ်ထနောင်းမီရဲ့အခေါင်းကအကျယ်ကြီးရယ်ကလေးတယောက်ဝင်ပုံလို့ရှိရင်ဘယ်သူမှမမြင်နိုင်တော့ကောင်လေးကတစ်ခေါင်းထဲကနေငါ့ကိုပြန်ချောင်းကြည့်ပြီးတော့ချွေးတွေပြန်နေရငါသူ့ရေပြလိုက်တယ်မင်းဒီမှနေခဲ့ဦးနော်ကျန်တဲ့လူတွေကိုငါကူလိုက်အောင်မယ်ငါကလည်းပုံမဲ့ကောင်မလေးနေကိုထက်လိုက်သွားလိုက်တယ်ကောင်မလေးကလည်းချုံမုတ်တဲ့ဝင်ပုံရနုံနုံကြောက်တော့မှကွဲရနုံနုံနဲ့ဝေခွဲမရဖြစ်နေပုံပဲသူရက်နေတဲ့ ဲ့ချုံမိုးကွယ်ကနေငါထွက်လာလဲမြင်ရောကောင်းမလေးကអော်လိုက်တာလေဟေးဟေးမအော်နဲ့နင့်ကိုပုံးစရာနေရငါပြမလို့ပါဟာဘာလဲနင်ကဘာလုပ်လဲဘာလို့ငါတို့ထဲမှာဝင်ပါလာရတာလဲငါလည်းပါချင်လို့ပါဟာလာပါနေပုံးလို့ကောင်းမဲ့နေအောင်ငါပို့ပေးမယ်။ဟိုကောင်မလေးရှာမတွေ့စေရအောင်စိတ်ကြ။ဟဲ့ဟဲ့ငါမလိုက်ဘူး။လာစမ်းပါဟဲ့။ငါလည်းသူ့လက်ကိုအတင်းဆွဲလိုက်တာပေါ့။ဟဲ့နင့်လက်ကအေးဆက်နေရပဲ။နင်ငါ့ကိုဘယ်ခေါ်သွားမလို့လဲ။တိတ်တိတ်နေ နေကိုတစ်ပင်ကွာကြတဲ့အထိတွန်းနေပေမယ်နေအဲ့ဒီမှာတိတ်တိတ်ကလေးပုံနေနော်ငါးချက်ချင်းပဲသူ့တစ်ပင်တပင်ရကွာကြတဲ့ရောက်တဲ့အထိသူ့ကိုယ်လေးကိုတွန်းမြောက်ပြီးတော့တင်ပေးလိုက်တယ်သူကအလွယ်တကူတစ်ပင်ကွာကြဖို့ရောက်သွားတယ်ဟဲ့ငါကြောက်တယ်ဟဲ့ငါ့ကိုအောက်ပြန်ချပေးကောင်းမလေးကငုံမဲ့မဲ့နဲ့ငါ့ကိုတောင်းပန်တယ်ငါကဘာမှပြန်မပြောနေတော့ပဲနဲ့သူ့ကိုဒီတိုင်းထားခဲ့ပြီးတော့ကျန်တဲ့ကောင်းမလေးတယောက်နောက်ကိုထွက်လာခဲ့လိုက်တယ်တကယ်ဆိုငါကသူတို့ပုံလို့ရအောင်ကူညီပေးရလေငါ့ကိုကျေးဇူးတော်တင်တင်တာသူတို့ငါ့ကိုဘာလို့ကြောက်နေကြမှန်းတော့ငါလည်းမသိဘူးကျန်တဲ့ကောင်းလေးတယောက်နောက်ကိုလည်းရောက်သွားကောင်းလေးကကြောက်တုံးကြီးတတော်ရဲ့နောက်ကိုဝင်ပုံးမှု ုံနေရ။အိုးကြောက်တုံးနောက်ကငါနေတဲ့နေရာလေးကိုတွေ့သွားတော့မှာပဲ။ငါလည်းသူ့ရဲ့ပခုံးကိုနောက်ကနေအဲ့လိုတွေးပြီးတော့လန့်ပုတ်လိုက်တယ်။အဲ့ဒီကောင်လေးကလည်းဟိုနေရောက်လိုပါပဲ။ငါ့ကိုမြင်တာနဲ့လန့်သွားလိုက်တာ။လာလာပုံးမဲ့နေရာကိုငါလိုက်ပြပေးမယ်။မင်းကိုရှာလို့မတွေ့စေရအောင်။ငါလည်းသူ့ရဲ့ပခုံးကိုဖတ်ပြီးတော့မြေတွင်းတစ်ခုစီကိုခေါ်လာခဲ့လိုက်တယ်။သူကငါလက်ထဲကနေအတင်းယုံနေပေမဲ့ငါလွတ်မပေးဘူး။ဒီကောင်ကတခြားလူတွေတောင်ပိုကြောက်တတ်နေသေးရဲ့။ငါ့ကိုစကားတောင်ပြန်မပြောနိုင်ဘူး။မျက်လုံးပြူပြီးတော့အတင်းယုံနေတော့ပါပဲ။ရည်စရာလည်းကောက်လိုက်တာ။ငါလည်းသူ့ကိုကလေးတစ်ရက်လောက်ရှိတဲ့ဂျင်းနဲ့ပခုံးကနေမှပြီးတော့ပြစ်ချ ပေးလိုက်တယ်။ကဲပြီးသွားပြီ။သူတို့အားလုံးလုံလုံချုံချုံပုံနိုင်အောင်ငါကူညီပေးလိုက်ပြီ။ငါစိတ်တရားတိတ်ပျော်နေရပဲ။ငါဒီလိုရွယ်သူတငယ်ချင်းတွေနဲ့မကစားရတာကြာပြီလေ။အဲ့နောက်တော့ငါလဲဇာဇာဆိုတဲ့ကောင်မလေးစီကိုပြန်ပြေးလာခဲ့လိုက်တယ်။ဇာဇာကမျက်နှာကိုလက်ဝါးလေးနဲ့အုပ်ထားတော့မယ်။တူပြီလားဟဲ့။ကြာလိုက်တာတူပြီလို့អော်လိုက်တဲ့အတန်ထွက်မလာလို့ဇာဇာကစိတ်မရှိနိုင်မနဲ့អော်မေးနေရသူတို့ပုံနေကြပြီဟာလာလာသူတို့နေနဲ့ငါနဲ့အတူလိုက်ရှာရအောင်ငါစကားပြောလိုက်တဲ့အတန်လဲကြာရောဇာဇာကတန်တော်နဲ့လက်ကိုဖယ်ပြီးတော့ကြည့်လိုက်တယ်ဟင်ဘာလဲနင်းကဘာတူလဲရှူ တူတူသူတို့တွေဘမပုံးနေလဲဆိုတာငါသိတယ်။ဒါပေမဲ့နေတွေ့အောင်ရှာကြည့်အောင်နေမတွေ့တော့မှသူတို့ ပုံးနေတဲ့နေရာကိုငါတူတူလေးပြောပြမယ်သိလား။အိုးဟဲ့ဟဲ့နေကဘယ်ရလဲဘလို့လုပ်ပြီးတော့ဒီကိုရောက်လာလဲ။ငါလား။နေတို့နဲ့တူတူကစားခြင်းလို့လာတာဗောစသားရဲ့။ဟမ်ငါနံပါတ်လဲနေကသိနေတယ်။ဒါပေမဲ့ငါနင့်ကိုကြောက်တယ်ဟာ။နင့်ကြည့်ဟာတမျိုးကြီးပဲ။နေသွားစမ်းမှာဟာသွားသွား။ငါနင်တို့ခင်လို့ပါဟာနင်တို့နဲ့ကစားကြလို့ပါလာပါဟဲသူတို့ပုံတဲ့နေရာကိုငါလိုက်ပြပေးမယ်နော်ငါသူ့လက်ကိုဆွဲလိုက်တော့ဟင်းနင့်လက်ကြီးကအေးဆက်နေပါပဲဖဲဖဲ ငောက်လို့ငောက်လို့ကိုကိုကြီးအောင်အောင်ကြီးမဝနင်တို့ဘယ်ရောက်နေကြလဲလာကြပါဦးဇာဇာအတင်းော်ပြီးတော့ငါလက်ထဲကနေရုံထွက်သွားတယ်ကလေးတွေကလေးတွေကားပြင်းပြီလေဘာလုပ်နေကြလဲလာခဲ့တော့တောင်ကုန်းအောင်လမ်းမပေါ်ကလူကြီးတွေရဲ့အော်တန်တွေထွက်လာတယ်ဒီတကာလန့်သွားရတာငါပဲလူကြီးတွေငါ့ကိုမြင်သွားမှတော့ငါကြောက်တယ်ငါနဲ့အရွယ်တူတဲ့ကလေးတွေနဲ့သာငါကစားကျင်တာလေဖေဖေဘဘကြီးလောက်ပါအောင်ဒီမှာဘယ်ကောက်လဲလဲမသိဘူး ကိုကိုကြီးတို့ကလည်းခေါ်လို့မရအောင်ဘယ်ရောက်နေမှလည်းမသိဘူးဇဇာကအဲ့ဒီလိုအော်ဟင်ရင်ကနေတောင်ကုန်းအောက်ကိုပြေးဆင်းသွားပါတယ်တော်တော်ဆိုးတဲ့ကောင်မလေးပဲအောက်ကလူကြီးတွေတောင်ကုန်းပေါ်တက်လာမြင်တာနဲ့ငါလည်းခြုံတစ်ခုတည်းကိုကွယ်ပြီးတော့ပုန်းနေလေရတယ်ဘာဖြစ်တာလဲငါမြင်တယ်ဘာဖြစ်တာလဲအသက်အကြီးဆုံးအဖွားကြီးကဇာဇာကိုမေးလိုက်ပါတယ်ဟမ်အဖွားကြီးကကြောက်စရာကြီးလက်မှလည်းစိတ်ပရိကင်ပြီးတော့ဖေဖေနဲ့မေမေဖွားဖွားကျွန်တော်တို့ဒီမှာတစ်ခေါင်းထဲမှာကျွန်တော်လာခေါ်ပါအောင်မေမေရေမေမေဝဝကတစ်ပင်ခွာချားမှာရောက်နေတယ်တမီးကိုလာခေါ်ပေးပါမေမေဖွားဖွားတားအမေကြီးတွင်းထဲမှာတားကိုကောင်းလေးတစ်ယောက်ကတွန်းချခဲ့ရ တာပြန်တက်လို့လည်းမရအောင်တောက်လာခေါ်ပေးပါဦးလူကြီးတွေကတော့အတန်ထွက်လာတဲ့စီကိုပြေးသွားကြပါတယ်အားလုံးစုံတော့သူတို့မင်းနေတဲ့အတန်ကိုကြားရပါတယ်ကလေးတွေကငါเจ้าကိုပြောပြနေကြတယ်ဘယ်ကောင်လေးမှမသိဘူးပေါ်လာပြီးတော့ကျွန်တော်တစ်ခေါင်းနဲ့အတင်းထိုးထဲ့သွားကျွန်တော်ဖေဖေတို့ကိုလမ်းအောင်ခေါ်မလို့လို့တော့ခေါ်လို့မရဘူးဖြစ်နေတာတားကလည်း तू ကမြေကြီးတွင်းထဲမှာဝင်ပုန်းခိုင်းတာသူ့လက်ကြီးကလည်းအေးဆက်နေရပဲဟုတ်တယ်ဟုတ်တယ်တမီးကလည်းတစ်ပင်ခွာကြဖို့အတင်းတွင်းနေပေးခဲ့အဲ့ဒီကောင်လေးပဲတမီးကဘွားဘွားကြီးတို့ကိုအော်ခေါ်မလို့လို့တော့အတန်ထွက်လို့မရဘူးဖြစ်နေတာတမီးကလည်းပုန်းနေတဲ့သူတွေလိုက်ရှာပေးမယ်ဆိုပြီးတော့တမီးလက်ကို လာဆွဲတာတမီးသူ့ကိုတိတ်ကြောက်တာပဲသူ့ကြည့်ရတာတမျိုးကြီးပဲဖွားရဲ့ဖေဖေဖေအဲ့ဒီကောင်လေးကအခုဘယ်ရောက်သွားတာလူစင်စစ်ဆိုရင်တော့ဒီနားမှာတွေ့ရမှာပေါ့ဒီနေရာကိုကလေးတယောက်တည်းရောက်နေစရာတော့အကြောင်းမရှိဘူးအဖွားကြီးကသူ့ရဲ့ရေဘက်ကိုလက်နဲ့ဖိရင်လည်းပြောနေရလေဟောဟိုမှာဟိုမှာဟိုမှာကြည့်စမ်းလူကြီးတယောက်ကငါနေနေရဲ့နေရာကိုလက်ညှိုးထိုးပြပြီးပြောလိုက်တာသူတို့တွေငါ့နေရာလေးကိုတွေ့သွားကြပြီဟမ်အုတ်ကူလေးပါလားအုတ်ကူကတိတ်တိတ်လေးကလေးအုတ်ကူပဲဂူဘွားစာကိုဖတ်ကြည့်စမ်း မောင်ပူပူအသက်၈နှစ်၈ရက်နဲ့လေးလ1985နှစ်တွင်ကားမတော်တဆတိတ်မောက်၍ဤနေရာတွင်ကွယ်လွန်သည်တဲ့ဖះဖះဖះ85ခုနှစ်ဆိုကြာခဲ့ပြီပဲကလေးတွေတွေ့ခဲ့တဲ့ကောင်လေးကအဲ့ဒီဟာလေးများလားဟဲ့ဖွား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 အဖွားကြီးကပါဇက်ကနေဘာတွေရွတ်နေမှလည်းမသိပါဘူးငါတကူလုံးကလေထဲမှာမြောက်တက်သွားပြီးတော့အဝေးကြီးကိုလွင့်သွားတယ်တစ်ပင်တစ်ပင်ရဲ့တက်ကန်ကိုစုပ်ကင်ထားတော့မှငါတစ်ပင်မှာတွဲလောင်းကြီးဖြစ်နေတော့တယ် ူတို့ငာနေတဲ့တောင်ကုန်းပေါ်ကနေခတ်တုတ်တုတ်ဆင်းသွားကြတော့ငာမြင်နေရပါတယ်အားလုံးကားပေါ်တက်ပြီးတော့ကားကိုမောင်းထွက်သွားကြတယ်ငာလေးသူတို့ကိုကြည့်ပြီးတော့အရန်ကြည်ခွဲရတာပဲငာမင်းတို့နဲ့တူစားကြလို့ပါမင်းတို့ကိုငာခင်လို့ပါမင်းတို့ကြောက်အောင်ငာဘာလုပ်ခဲ့လို့လဲမင်းတို့ကြောက်အောင်ငာဘာလုပ်ခဲ့လို့လဲငါမှကစားစရာအဖို့မရှိလို့မင်းတို့နဲ့ကစားကြလို့ပါဒီနေရာမှာငါတယောက်တည်းနေရတာပြင်းလို့ပါငါ့ကိုတယောက်တည်းထားပြစ်ခဲ့ကြပြီပေါ့ ငါသူတို့ကားလေးထွက်သွားတာကိုတောင်ကုန်းပေါ်နေရက်ကြည့်နေမိတယ်။ငါနဲ့အရွယ်တူကလေးတွေပြန်သွားကြတာကိုကြည့်ပြီးတော့မျက်ရည်တွေကငါပါပြမစီးကြလာခဲ့တယ်။ဇလန်လေးကတော့ဒီမှာတွေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျာ။ဇလန်လေးကိုစုံနေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။